င်္ဂလာပါခင်ဗျာ series 4ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ series 4ရပရိသတ်များအတွက်ဒီကနေ့တင်ဆက်ပေးခြင်းတဲ့ series 4ကတော့2023ခုနှစ်ကစတင်ထုတ်လွှင့်ခဲ့တဲ့ Silo TV series လေးပဲဖြစ်ပါရလူသားမျိုးနွယ်နောက်ဆုံးကြံရှိသူတွေဟာမြေအောက်ထဲမှာဖန်တီးထားတဲ့နေရာတစ်ခုမှာနေထိုင်ရင်းကပ်ဘေးလုံကဘာတစ်ခုကိုဖျက်ဆီးနေကြပါရစာရေးကြကြီးဟက်ကွေရဲ့ရောင်းဝအကောင်အလုံးဝတ္ထုကိုအခြေခံပြီးတော့ ABTV ကထုတ်လုပ်ထားတဲ့ series လေးဖြစ်ပါရ ဒီဇလန်နဲ့မှာတော့မင်းသမီးကျော်လေးရေဘကာဖာကူဇန်ရဲ့ပြောင်မြောက်လာတဲ့တရုတ်ဆောင်ချက်တွေကိုခံစားရမှာဖြစ်သလိုအထက်ပေါင်း144လွာရှိတဲ့ဆိုင်းလူကြီးတွေမှာလူသားတွေကဘယ်လိုမျိုးဖြတ်တန်းကြမလဲဆိုတာကိုအစင်သင့်ဖြစ်ပြီဆိုရင်တော့ကျွန်တော်ရဲ့ recap လေးကိုစတင်လိုက်ကြပါမယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ကတော့အစီအစဉ်ကိုတင်ဆက်ပေးမယ်။ C4U ကရှင်းသူပဲဖြစ်ပါရည်။ ဇလိုင်းရဲ့ဆမှာလူတယောက်ဟာမန်ရှိမှာပန်းနီကိုကြွေထားတယ်လို့မျိုးအလှဆင်လိုက်ပြီးလေးထွက်ပေါက်အဖုံးကိုတေးချပြန်ကြက်နေပါ रे နောက်တော့အစာဦးရှောက်လန်းနိုင်မဲ့သူမှတ်ထားတဲ့ဥပဒေစံစံဇကလုံးတွေကိုတွေးနေတဲ့လမ်းလျှောက်လာပါ रे ဘာလို့ဆိုင်လူကြီးတွေကိုရောက်နေတယ်လဲမသိတယ်လို့မြေရောက်ဆိုင်လူကြီးကိုလည်းဘသူကဆောက်ခဲ့လဲမသိဘူးအပြင်ကဘာကြီးမှာဘာကြောင့်အန်နီရဲ့ကြီးနေလဲဆိုတာလည်းမသိဘူးဘယ်တော့မှအန်နီရဲ့ကင်းကင်းအပြင်ကိုထွက်နိုင်မလဲဆိုတာလည်းမသိပါဘူးတေးချတာတစ်ခုကတော့အဲ့ဒီအပြင်ထွက်နိုင်မဲ့နေဟာ ဒီနေ့မဟုတ်ဘူးဆိုတာပဲလို့ခေါ်ရဥပဒေစာသားတစ်ခုကိုတွေးရင်းစားတော့တန်းကိုရောက်လာတဲ့အခါဝန်ထမ်းတွေကရဲမှူးကြီးဟိုစတန်လို့ဝိုင်းပြီးတော့နှုတ်ဆက်လိုက်ကြပါရီဟိုစတန်ကလည်းအကုန်လုံးကိုပြန်နှုတ်ဆက်လိုက်ပြီးရှေ့ကိုဆက်လျှောက်သွားရင်းနဲ့အခန်းတစ်ခုထဲဝင်သွားပါရီအထက်ရောက်တဲ့အခါမန်ရှေ့မှာပန်းတွေကို꿰ထားပါဆိုတဲ့စားဆောင်ကိုရေးပြီးတော့ဖိုင်တစ်ခုကြားမှာညှက်လိုက်ပါရီပြီးတော့နောက်ထပ်စားဆောင်နဲ့အတူတူရဲမှူးတစ်စိတ်ကိုချွတ်ပြီးတော့ဇပွဲပေါ်မှာတင်ထားလိုက်ပါရီနောက်တော့နောက်ထပ်အခန်းတစ်ခုစီကိုဝင်သွားကကော်ဖီဖြုန်လေးရဲ့လက်ထောက်ရဲမှူးမန်စ်ကို ။ပြီးရင်အချုပ်ခန်းနံပါတ်3မှာလာတွေ့ဖို့တဲ့ပြောလိုက်ပါရီ။ဟိုစတန်ကလည်းအချုပ်ခန်းနဲ့ဝင်ပြီးတကားတော့ခက်ကတော့လွှင့်မြစ်လိုက်ပါရီ။ခဏကြာတော့အယားရှိမန်းဝင်လာတဲ့ခါမှာဟိုစတန်ကလည်းမန်မီကနေမြင်နေရတဲ့အပြင်းမမလဲကြနေတဲ့ဝတ်စုံနဲ့လူတယောက်ကိုလှမ်းကြည့်ရင်သူ့မိမကိုတွေ့ချင်လို့ဆိုပြီးစိတ်မကောင်းဖြစ်စွာပြောလိုက်ပါရီ။လာတော့ရေးရရှိမန်စကလေးဟိုစတန်ပြောမဲ့စကားကိုဆက်မပြောဘူးတားပေမိဟိုစတန်ကတော့လုံခဲ့တဲ့၃နှစ်ခရေကသူလုံးရမယ့်အလုပ်ကိုလုံးဝတော့မေးဆိုပြီးအပြင်ထွက်ချင်တယ်လို့တရားဝင်ပြောလိုက်ပါရီ နောက်တော့မန်းစ်ကိုဥပဒေတိုင်းလုံးစရာရှိကလှုပ်ဖို့ပြောလိုက်ပြီးအိယာပေါ်လဲကသူ့မိမအကြောင်းပြန်စင်းစားနေလိုက်ပါရီနောက်တစ်ခါမှာတော့ဟိုစတန်နဲ့သူ့ရဲ့မိမအယ်လီတို့ဟာအထက်အရာရှိရေးစီးကလေးမွေးခွင့်ရဖို့အတွက်ဖောင်တင်ထားတာကြောင့်အเจ้าမြန်စာဝင်လာတဲ့အတွက်ရင်းတခုန်ကုန်နဲ့ကွန်ပျူတာကိုဖွင့်ကြည့်လိုက်ပါရီအဲ့ဒီမှာပြန်စာကိုဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အထက်ကနေကိုဝင်ဆောင်မှုအတွက်ခွင့်ပြုလိုက်တာကြောင့်ပျော်သွားတဲ့အယ်လီလေးပဲဟိုစတန်ကိုခေါ်ပြီးတော့စေကမ်းသွားဖို့အတွက်ပြင်ဆင်လိုက်ပါရီ နောက်တော့ဟိုစတန်တို့လည်းစေကန်းဖွေးငင်လိုသေးတာကြောင့်စားတောက်တန်းထဲမှာမနက်စာဝင်စားကြတဲ့အခါလူတွေအကုန်လုံးကကိုဝင်ဆောင်ခွင့်ရတဲ့အတွက်ဝမ်းသာကြောင်းဝိုင်းပြောနေကြပါတယ်။အဲလီလည်းမနက်စာစားရင်းနဲ့ဆိုင်းလူတွေမှာတခုဆိုရင်အကုန်လုံးစီကိုတပြိုင်တည်းတင်ရောက်နေရကြောင်းသူမကြိုက်တဲ့အကြောင်းကိုဟိုစတန်အောင်ပြောပြနေပါတယ်။အဲဒီအချိန်မှာအဖွားကြီးတယောက်ရောက်လာပြီးတော့ကလေးလိုချင်သူလမ်းညွန်ပေးနိုင်ကြောင်းလေပုံမှန်နဲ့ကွဲထွက်တဲ့ပုံစံကိုတွေးကြည့်ရင်တော့သူ့စီကိုလာခဲ့ဖို့အတွက်ပြောလိုက်ပါတယ်။ဟိုစတန်ကလေဆိုင်းလူတစ်ခုလုံးရဲ့ရဲမှုကြီးတာဝန်ယူထားတာကြောင့် အတိပ္ပယ်မရှိတဲ့ဇကားပြောနေတာဆိုပြီးတော့အဘွားကြီးကိုစိတ်မနှံ့ဘူးလို့အဲလီကိုရှင်းပြလိုက်ပါတယ်မနေ့ကစားပြီးတဲ့ခါမှာဟိုစတန်တို့လေမယားလေးပဲစေကန်းသွားပြီးတော့တားဆက်ချပစ္စည်းထည့်ထားတာကိုထုတ်ဖို့လုပ်ပါတယ်ကျော်ဝင်ကလည်းထုံစည်းထိုးပြီးတော့တားဆက်ချပစ္စည်းကိုထုတ်ပြီးကကလေးမြန်ရဖို့အတွက်ဆူတောင်းပေးလိုက်ပါတယ်နောက်တော့လေမယားနှစ်ယောက်အိမ်ကိုတန်းပြန်လာပြီးကလေးရဖို့အတွက်ပြွတ်ပြွတ်တွေလှုပ်ရင်းနဲ့ကြချင်းလက်ငယ်ပဲပူးထုတ်လိုက်ကြပါတော့တယ်စိုင်းလိုဥပဒေအရကိုဝင်ဆောင်ခွင့်ပေးလိုက်ရင်365ရက်အတွင်းမှာကလေးရောင်ယူရမှာဖြစ်လို့ ကင်မရာမှာသတ်မှတ်ပေးထားတဲ့ရက်တွေကိုကြည့်ရင်တရပီးတရပူးထုတ်နေကြပြီမေဟိုဇန်တို့လည်းတလှကြရတဲ့အထိကလေးမရပဲဖြစ်နေကြပါ ರಿ အဲ့လီလေသူတို့အိမ်အောင်ကြပြီကလေးကသုံးငိမ့်အထိကိုဝင်ဆောင်ခွင့်ရခဲ့ပြီမေတကြိမ်မှကိုဝင်မရခဲ့ပဲနဲ့အသက်သာကြီးလာကြမလို့စိတ်ထဲမှာတန်တရားတွေကြီးထွားလာခဲ့ပါ ರಿ နောက်တနေ့ရုံငန်းထဲကိုရောက်တဲ့အခါမှာအဲ့လီလေတခြားဝန်ထမ်းတွေနဲ့ကလေးရဖို့ကြိုးစားတဲ့အကြောင်းတွေကိုပြောရင်းနေတရားရရှိဘာနာရောက်လာပြီးတော့ ဆိုင်လိုသတင်းဖြန့်ဝေရေး BBS မှာဖျက်ထားတဲ့ file တွေကိုပြန်စဲယူနီစောင်းမကိုခွင့်ပြုချက်မယူဘဲနဲ့အဲလီတင်လိုက်တဲ့အတွက်သူတို့ပြန်ဖြုတ်ချလိုက်တဲ့အကြောင်းနဲ့နောက်ဆိုရင်ဥပဒေကိုမချိုးဖောက်ဖို့ပြောဆိုပြီးတော့ပြန်ထွက်သွားပါလိမ့်။အဲလီလည်းအလိုက်တင်ပြန်မျိုးပေးလိုက်ပြီးဘာနာပြန်သွားတော့မှပဲဘဝင်ယူလို့အတင်းတုတ်လိုက်ပါလိမ့်။အိမ်မြန်ရောက်တဲ့အခါမှာလေဟိုးစတန်ကအဲလီကိုဥပဒေချိုးဖောက်တဲ့အကြောင်းပြောကနောက်ထပ်မလုပ်ဖို့ပြောလိုက်ပါလိမ့်။အဲလီကဆိုင်လိုကြီးကစီးကန်းနေများလုံးအားကြီးနေရဲ့လို့ပြန်ပြောတဲ့အခါမှာဟိုးစတန်ကလေ ဆိုင်လူတွေကလူတွေအကုန်လုံးကောင်းစားဖို့ဆိုတဲ့စကားကိုပဲပြန်ပြောလိုက်ပါ रे အဲလီကတော့သူတို့တွေကိုမေးခွန်းပြန်မေးခွင့်မရှိအောင်ဖိနှိပ်ခံထားတဲ့အကြောင်းနဲ့မျက်စိဘိတ်နားဘိတ်ခံထားတဲ့အကြောင်းတွေကိုပြောရင်းနဲ့အာဘာစီလုံးနေသူတွေကိုကြတော့မညာမတာဆိုင်လူရဲ့အောက်ဆုံးထက်မိုင်းတွင်းနေစီကိုပို့ခံရတာမတရားတဲ့အကြောင်းတွေပါပြောလိုက်ပါ रे အိုစတန်ကလည်းသူကိုယ်တိုင်တော့ဘာမှမသိရကြောင်းမလို့ပရိညင်ကသာသူတို့ရဲ့တမိုင်းကြောင်ရောဥပဒေရောဖြစ်တယ်ဆိုတဲ့စကားကိုပဲပြန်ပြောနိုင်ပါ रे နောက်တစ်ခါမှာတော့အဲလီလဲကွန်ပျူတာရက်ဆွဲတွေဒါကုန်လာတွေကလေးမရဖြစ်နေသေးရကြောင်းမလို့စိတ်တူနေပါ ರೀ ။ဟိုဆန်ကလည်းဘာမှပြန်မပြောနိုင်ပဲအလုံးစီထွက်လာပြီးဆိုင်လိုလှဲ့ပတ်ကြည့်နေတဲ့မျိုးတော်ဝင်ရဲ့နောက်ကိုရှောက်လိုက်ရင်းနေလုံးလိုက်ရင်းနေမိကုံးပြောဖို့ကိစ္စစကားပြောနေလိုက်ပါ ರೀ ။တပတ်မှလည်းစိတ်ရှုံနေတဲ့အဲလီလဲအလုံသွားတဲ့လမ်းမှာအဖွားကြီးကကြိုးစောင့်နေရကိုတွေ့လိုက်ရပါ ರೀ ။အဖွားကြီးကလည်းကိုဝင်အချင်းကြီးမေးကဒေးသက်မေးစရာရှိလို့အခန်းကနလိုက်ခဲ့ဖို့အတွက်ခေါ်လိုက်ပါ ರೀ ။အဲလီလဲအဖွားကြီးခန်းစီကိုရောက်တဲ့အခါမှာစကားမပြောခင် အဘွားကြီးကဘေးကျင်းမှာရေသွားပွင့်နေရကြောင်းနားမလည်ဖြစ်နေပါရီပြီးတော့မှအဘွားကြီးကသူ့တို့မကြောင်းရေပွင့်ထားရဆိုတဲ့အကြောင်းကိုပြောလိုက်တဲ့အခါမှာအယ်လီကဘသူရီလဲဆိုပြီးတော့ပြန်မေးလိုက်ပါရီအဘွားကြီးကလည်းတရားရေးအဖွဲ့ကလို့ပြန်ပြောပြီးတော့သူတို့ကဘာလို့မြေအောက်ဆိုင်လူကြီးထဲမှာနေရလဲနေအပြင်ဘက်မှာဘာရီရှိနေတယ်လဲဆိုတာသိကျေစိတ်မဖြစ်ဘူးလားလို့မေးလိုက်ပါရီအယ်လီကလည်းဥရီနဲ့မညီတဲ့စကားလုံးတွေမလို့ထားပြန်မို့လို့တဲ့အခါမှာအဘွားကြီးကအယ်လီတို့ဟာသူတို့ကလေးမွေးခွင့်ပေးမဲ့လူလို့ထင်နေရလားဆိုပြီးတော့တန်တရားစကားတွေပြောလိုက်ပါရီ လေးမရလာလို့စိတ်ရှုပ်နေတဲ့အယ်လီလဲအဖွားကြီးရဲ့ထူးထူးဆန်းဆန်းစကားတွေကိုကြားပြီးတော့တန်တရားဝင်သွားကဟိုစတန်နဲ့စားတော့ခန်းထဲမှာတိုင်ပင်လိုက်ပါရီဟိုစတန်ကလည်းအဖွားကြီးကစိတ်မနှမ်းလို့ရှောက်ပြုံးနေတဲ့အကြောင်းကိုပြောကစိတ်ကူဆရာဝန်ကြီးလွှတ်လိုက်မိအကြောင်းပြောလိုက်ပါရီအယ်လီလဲမလုပ်ဖို့တားကအဖွားကြီးရဲ့စကားတွေကိုအချက်တစ်ချက်အနေနဲ့ထဲစင်းစားကြည့်ပြီးဖို့အတွက်ပြောလိုက်ပြီးတော့အလုပ်ကိုပြန်သွားပါရီအလုပ်ရောက်တဲ့အခါမှာတခြားဝန်ထမ်းတယောက်ကရောက်လာပြီးဆိုင်လိုအောက်ဖက်အလွာကကွန်ပျူတာပြင်ဆိုင်ဆိုင်ကနေပညာကိုအကူအညီတောင်းတဲ့စာရွက်တစ်ရပ်ကိုပြပြီးတော့လွတ်လပ်ရေးနှင့်ရုံးပိတ်ရရှိနေလို့ သူတို့အစားအဲလီကိုသွားပေးဖို့အတွက်ပြောလိုက်ပါရီအဲလီကလည်းလက်ခံလိုက်ပြီးတော့ဟိုစတန်ရဲ့ရုံးခန်းကိုသွားကအချိုးချောင်းပြောပြလိုက်ပါရီဟိုစတန်ကလည်းရုံးပိတ်ရဲဆိုပေမယ့်မြို့တော်ဝင်မိကုံးပြောမှမလို့သူမအားတဲ့ကြောင်းပြန်ပြောလိုက်ပါရီအဲလီကလည်းညနေပိုင်းတည်းကအောက်လွာဘက်ကိုဆင်းသွားမှမလို့နောက်တနေ့မှပြန်လာမယ်အကြောင်းပြောကညဘက်စားနေဘက်ကြီးပူးထုတ်ဖို့အတွက်လှုပ်ကြပါရီဟိုစတန်ကလည်းရုံးခန်းထဲမှာမလို့တားပေမယ့်အဲလီကတူတူတိတ်တိတ်လုံးမယ်လို့ပြောပြီးတော့အတင်းနေခွာထုတ်လိုက်ပါရီရုံးခန်းပြင်မှတ်မှာတော့လက်ထောက်အရာရှိမန်းတဲ့တခြားဝင်နေတွေကလည်း ဟိုကျဲ့ရဲ့ခန်းလေးကအတန်ဒီထွက်လာကြောင်းမလို့ကြိတ်ရည်နေကြပါတော့ဒီနောက်တစ်ခါမှတော့အယ်လီလဲကွန်ပျူတာပြင်ဆိုင်ကိုသွားဖို့အတွက်အောက်ထပ်ကိုဆင်းလာပြီးဟိုဆန်ကလည်းမျိုးတော်ဝင်နဲ့လွတ်လပ်ရေးပွဲမိန်ကွန်းပြောဖို့သွားနေပါတယ်အယ်လီလဲကွန်ပျူတာပြင်ဆိုင်ရောက်တဲ့အခါဆိုင်ရှင်ကလည်းဝမ်းသာသွားပြီးအယ်လီကိုသူ့စီလာဖို့အတွက်ခဏခဏနေပညာကိုအကူအညီတောင်းနေကြအောင်ပြောလိုက်ပါတယ်ပြီးတော့မှအယ်လီတစ်ခါတင်ပြီးတော့ပြန်ဖြတ်ချခံရတဲ့ဆောင်းပါပို့စ်ကိုသူ့ print ထုတ်ထားတဲ့စာရွက်ကိုပြလိုက်ပါတယ်အယ်လီကလည်းသူ့ကိုတိုက်ရိုက်ဘာလို့မဆက်သွေးရလဲမေးတဲ့အခါမှာတန်တရားဝန်ခံရမှာစိုးလို့ဆိုပြီးတော့ ပိုင်ရှင်ဂျော့ချ်ကပြန်ပြောလိုက်ပါရီအဲလီကလည်းဘသူတွေကတန်တရားဝင်มาလဲလို့မေးတဲ့ခါမှာဥပဒေကိုရေးဆွဲထိန်းသိမ်းနေတဲ့သူတွေလို့ဂျော့ချ်ကပြန်လဲဖြေလိုက်တာကြောင့်မလို့အဲလီကလည်းအဖွားကြီးရဲ့စကားတွေကိုသတိရသွားပြီးတော့ဘာမှမသိပေမဲ့တန်တရားတော့ဝင်သွားပါရီနောက်တော့မှဂျော့ချ်ကသူ့ဘွက်ထားတဲ့ဟက်ဒရိုက်တစ်ခုကိုပြပြီးတော့တော်လိုင်းရင်မတိုင်ခင်ကတည်းကရှိနေတဲ့ဟက်ဒရိုက်တဲကဟာတွေကိုပြန်ဆယ်ကြည့်ဖို့တက်အကူအညီတောင်းလိုက်ပါရီအဲလီကလည်းတော်လိုင်းရင်ပြီးတော့ရှိသမျှတမိုင်းဝင်ပစ္စည်းတွေအကုန်လုံးဖျက်ဆီးခံရတယ်လို့သူတို့သိခဲ့ရကြောင်းပြောတဲ့အခါမှာဂျော့ချ်ကလည်း အမားသိခဲ့တာနေမှာပေါ့ဆိုပြီးတော့ပြန်ပြောလိုက်ပါရီအဲဒီနောက်မှာတော့အယ်လီလည်းပဲ hard drive ကိုဖွင့်နိုင်ဖို့တဆလုပ်လိုက်ပါရီတပတ်မှလည်းမြို့တော်ဝင်ကဆိုင်းလိုပြည်သူတွေကိုလွတ်လပ်ရေးနဲ့အကြောင်းမိန်ကွန်းပြောနေပါရီပုံငန်းသူတွေကြောင့်ဆိုင်းလိုကြီးရဲ့တမိုင်းဝင်မှတ်တမ်းအနေနဲ့စာအုပ်တွေအကုန်လုံးဖျက်ဆီးခံခဲ့ရပေမယ့်ပြည်သူတွေအားလုံးတရေထိမဖြစ်ခင်မှာထိမ့်သိမ်းနိုင်ခဲ့တာမလို့လွတ်လပ်ရေးနေ့ဖြစ်တတ်မှတ်ခဲ့ကြောင်းမြို့တော်ဝင်ကပြန်ပြောလိုက်ပါရီတပတ်မှလည်းအယ်လီက hard drive ရဲ့ကုတ်တွေကိုစူးစမ်းဖြေနေခဲ့ပေမယ့်မရတာကြောင့်မလို့ဂျော့စီကအမှန်မလို့တောင်းပြီးတော့ hard drive ပေါ်ကစာတွေကိုဖတ်ကြည့်နေပါ ರೀ hard drive ပေါ်မှာရေးထားတဲ့စာကြီးတိုင်းဆိုတဲ့စကားလုံးကိုကုတ်နေတဲ့ပြန်လဲရိုက်ကြည့်တဲ့ခါမှာတော့ပွင့်သွားပြီးတော့ data တွေအများကြီးထွက်လာပါတော့ဒီအဲဒီတော့မှ George ကလည်း silo ဆိုပြီးတော့ရေးထားတဲ့ file ကိုဖွင့်ကြည့်လိုက်တဲ့ခါမှာတော့ silo တီဆောက်ထားတဲ့ design တွေပေါ်လာပါတော့ဒီအဲလီယာလည်း hard drive ကတရားမဝင်ပစ္စည်းမှန်းသိသွားပြီးတော့ဖျက်ဆီးဖို့အတွက် George ကိုပြောလိုက်ပါ ರೀ George ကလည်းရှားပါပစ္စည်းဖြစ်နေလို့အထဲကအချက်လက်တွေကိုအကုန်ကြည့်ဖို့ပဲစိတ်အားထက်သန်နေရကြောင်း host တယ်အောင်ပြန်မပြောဖို့အတွက်အဲလီကိုတောင်းဆိုလိုက်ပါ ರೀ ။အဲလီယာဘာမှပြန်မပြောဘဲအချက်လက်တွေကိုသူမမြင်ချင်းဘူးလို့ပြောက ပြန်ထွက်လာခဲ့ပါတယ်။မျိုးတော်ဝင်ကလည်းလွတ်လပ်ရေးနေ့ရဲ့အထိပ္ပယ်တွေကိုပြန်ပြောပြီးတော့ပုံကံသူတွေကသာအပြင်ဘက်ကိုသွားကာတကားကိုဖွင့်ခဲ့ရင်သူတို့ဟာအခုလိုအသက်ရှင်နိုင်မှာမဟုတ်တဲ့အကြောင်းမိန်ငွန်းပြောရင်းနဲ့လွတ်လပ်ရေးနေ့ကိုဂုဏ်ပြုဖို့တက်တမိနစ်ငြိမ်ပေးဖို့တက်ပြောလိုက်ပါရီ။နောက်တော့လွတ်လပ်ရေးနေ့သချင်းကိုဘိုင်းတူအော်ဆူလိုက်ကြပါရီ။အဲလီကလည်းလူအုပ်ကြားထဲမှာသချင်းလိုက်ဆိုနေပေမဲ့ခေါင်းနဲ့အတန်တရားတွေကပိုကြီးထွာလာခဲ့ပါရီ။အိမ်မြန်ဟုတ်တဲ့ခါမှာဟိုးစတန်ကကလေးရောင်စူးစားဖို့လုံနေပေမဲ့ အဲလီကတော့သူပင်ပန်းနေလို့ဆိုပြီးတော့ညင်းလိုက်ပါတယ်။နောက်တနေ့ယုံနေကိုရောက်တဲ့အခါမှာလေအလုံစပွဲမှာထိုင်နေပြီမြေစိတ်ကတည်ကျင်စိတ်ပြင်းနေရကြောင်းနေမကောင်းဘူးဆိုပြီးတော့အเจ้าမြကပြန်နာမယ်လို့လှုပ်ဖို့ကင်မဲ့တယောက်ကိုပြောကအဘွားကြီးအိမ်ဘက်လာခဲ့ပါတယ်။အဘွားကြီးကလည်းတကားဖွင့်ပေးလိုက်တဲ့အခါမှာဘာလို့သူတို့ကကလေးမရစေချင်တာလဲဆိုပြီးတော့မေးလိုက်တာအကြောင်းမလို့အဘွားကြီးကလည်းဘေးစင်းမှရေသွားဖွင့်ပြီးတော့အเจ้าဆောင်ပြောပြလိုက်ပါတယ်။ ပဏိညာပြားထန်းခဲ့တဲ့လူတွေကဆိုင်လူတွေကလူတွေကိုသူတို့အမိန်ကိုနာခံတဲ့လူမျိုးတွေပဲကလေးယူခွင့်ပေးပြီးတော့အမိန်ကိုစန့်ကျင်နိုင်တဲ့လူမျိုးဆိုရင်တော့အဲ့ဒီလူမျိုးဆက်ထပ်ပြီးတော့မကြံရအောင်ကလေးမွေးခွင့်မပေးကြဘူးလို့အဖွားကြီးကပြောလိုက်ပါရီအဲလီယာအိမ်မြောက်တဲ့ခါမှာနောက်တစ်နေ့ခွင့်ယူပြီးတော့ဈေးဝယ်ထွက်မယ်ဆိုပြီးဟိုစတန်ကိုပြောလိုက်ပါရီဟိုစတန်ကလေအဲလီပုံစံတစ်ခုခုပြောင်းလဲနေတယ်ဆိုတာသိပေမဲ့စိတ်ချမ်းသာအောင်လှုပ်ပေးထားလိုက်ပါရီနောက်တစ်နေ့မှာတော့အဲလီနဲ့ဂျော့စီကိုပြန်သွားပြီးတော့ ဟက်ဒရိုက်တဲကကလေးမွေးခွင်းနဲ့ဆိုင်တဲ့အချက်လက်တွေကိုရှာကြည့်လိုက်တဲ့အခါမှာအဘွားကြီးရဲ့စကားတွေကမှန်ကန်ကြောင်သိလိုက်ရပါတယ်။အဲလီလက်ပြန်ကန်နေမှာနောက်ဆုံးအနေနဲ့တန်ရှင်းရေးဆိုတဲ့ဖိုင်တွေကိုဖြန့်ကြည့်တဲ့အခါမှာတော့အပြင်လောကကြီးကသူတို့မြင်နေရတဲ့မှန်လေးကလည်းမဟုတ်ဘဲနဲ့ဇိန်းစုံနေတဲ့တပ်ပင်တွေနဲ့လှပနေရတယ်တွေ့သွားပါတော့တယ်။အိမ်မြောက်တဲ့အခါမှာတော့ဟိုစတန်ကနောက်ကျနေလို့ပြောပေမဲ့အဲလီကဘာမှပြန်မပြောဘဲအိယာဝင်သွားပါတော့တယ်။ဟိုစတန်ကလည်းကလေးယူဖို့အတွက်အခွင့်အရေးကတညာပဲရှိရမလို့စူးစမ်းဖို့ပြောပေမဲ့ အယ်လီကတော့ပေမန်းနေလို့အကြောင်းပြပြီးတော့မနက်မှဆရာဝန်စီမှတားဆက်ချပစ္စည်းကိုပြန်သွားထည့်တဲ့အခါကျမှသာတွေးကြမယ်လို့နှုတ်ဆက်ကအိတ်လိုက်ပါ ordi နောက်တနေ့မှာတော့ဟိုစတန်ကဆရာဝန်စီမှထိုင်ဆောင်နေပေမဲ့အယ်လီကရောက်မလာအကြောင်းရုံးငန်းကိုလိုက်ကြည့်တဲ့အခါမှာခွင့်ယူထားကြောင်းသိလိုက်ရပါတယ်ဒါကြောင့်အိမ်ပြန်လာကြည့်တော့မှအယ်လီကဘေးစင်ကရေကိုဖြွင့်နှားပြီးတော့ညာတော့ကပုံစံအတိုင်းထိုင်နေရအောင်တွေးလိုက်ရပါတယ်အယ်လီကလည်းဟိုစတန်ကိုထိုင်ခိုင်းပြီးတော့အကြောင်းစုံပြောပြလိုက်ပါတယ် သူ့လိုမျိုးတီလိုစိတ်ပြင်းပြပြီးတော့အမိန်ကိုမနာခံတတ်တဲ့လူမျိုးကိုသူတို့ကကလေးရောက်ွင့်ပေးမှာမဟုတ်ဘူးလို့အဲလီယာပြောလိုက်တဲ့အထာကိုဟိုဆန်းကလည်းဘသူတွေကလည်းလို့ပြန်မေးလိုက်တာကြောင့်မလို့ပရိညာအောင်ပြားထန်းခဲ့တဲ့လူတွေလို့အဲလီယာပြန်ပြောလိုက်ပါတယ်ဟိုဆန်းကလည်းဆရာဝန်ကိုယ်တိုင်တားဆက်ချပစ္စည်းထုတ်ပေးတာသူတို့မြင်ခဲ့တာပဲလို့ပြန်ပြောတဲ့အခါမှာအဲလီကဆရာဝန်ကတကယ်မထုတ်ပေးဘဲနဲ့သူကိုယ်တိုင်ပဲအခုမှထုတ်လိုက်တာလို့ပြောကလက်ထဲကတားဆက်ချပစ္စည်းကိုပြလိုက်ပါတယ်အဲဒီတော့မှဟိုဆန်းလည်းအဲလီရဲ့ဘိုက်ကိုကြည့်တဲ့အခါမှာ သွေးထွက်များနေအောင်တွေ့ပြီးတော့စိတ်ဘူးကဆရာဝန်စီကိုပြေးသွားပါတော့လေဆရာဝန်ကိုအတင်းခေါ်လာပြီးတော့အင်းကိုပြန်လာတဲ့လမ်းမှာအရာရှိမန်းစ်ကအဲလီစားတောက်တန်းမှာလာပြီးတော့ပြဿနာရှာနေရဲ့လို့ပြောလိုက်ပါတယ်ဟိုစတန်ကလည်းစားတောက်တန်းကိုရောက်တဲ့အခါမှာအဲလီကသွေးဇလက်နဲ့အတင်းအားလောကကြီးကလှပတဲ့အကြောင်းပြင်သူတို့တွေကအလိန်ခံနေရတဲ့အကြောင်းတွေပါပြောပြနေပါတယ်လူတွေကလည်းသူ့ကိုအယူတယောက်လို့ဝိုင်းကြည့်နေကြတဲ့အချိန်မှာဟိုစတန်ကရောက်လာပြီးတော့ချော့ပေမဲ့အဲလီကတော့သူ့ဆုံးဖြတ်ပြီးမှလှုပ်တဲ့အကြောင်းပြောကအပြင်ထွက်ချင်တယ်ဆိုပြီးတော့အော်ပြောလိုက်ပါတယ် ဟိုဆံကလည်းဆိုင်လို့ရဲ့ဥပဒေအရအပြင်ထွက်ချင်တယ်လို့ပြောခဲ့ရင်တကယ်အပြင်ပေးထွက်ရတဲ့အကြောင်းသိထားအကြောင်းမလို့ဝမ်းနဲ့ပလက်နဲ့အဲလီကိုဖမ်းလိုက်ရပါတော့လေနောက်တစ်ခါမှတော့မြို့တော်ဝင်ရဲ့ရုံးငန်းထဲမှာဟိုစတန်နဲ့မဲန်းတို့ရောက်နေပြီးမြို့တော်ဝင်ကအဲလီကိစ္စကိုနားကြားမရဆိုပြီးတော့ရှင်းလို့ရမရမေးလိုက်ပါလေမန်းစ်ကလည်းအဲလီအော်ပြောတာကလူတွေအများကြီးရှိမှမလို့ဘလို့မှလိန်လို့မရတော့ကြောင်းပြန်ရှင်းပြလိုက်ပါရီဟိုစတန်ကလည်းတေးတော့မဲ့အဲလီအတွက်စိတ်တော့ကားရီရောက်ပြီးသူ့လုံနိုင်တာဘာမှမရှိတော့ဘူးဆိုပြီးတော့မြို့တော်ဝင်ကိုအော်ပြောလိုက်ပါရီ ပြီးတော့မှအဲလီကိုကူညီနိုင်မလားလို့အဘွားကြီးနဲ့ဂျော့ချ်ကိုဖမ်းဆစ်ခဲ့ပေမယ့်ဘာမှမထူးခြားတဲ့အကြောင်းပြောပြလိုက်ပါရီမျိုးတော်ဝင်ကလည်းအဲလီကိုအပြစ်ပေးတဲ့နေရာမှာဟိုစတန်ကိုမနေဖို့ပြောလိုက်တဲ့အခါမှာဟိုစတန်ကလည်းသူ့ကြမ်းကြိမ်ထားအကြောင်းမလို့သူပဲနေမယ်လို့ပြောလိုက်ပါရီအဲဒါကြောင့်မျိုးတော်ဝင်ကလည်းအပြင်ကိုလွတ်အပြစ်ပေးတဲ့ဖြစ်စဉ်ကိုတန်ရှင်းလုပ်တဲ့ကိစ္စလို့ဆိုင်လိုမှာခေါ်လာကြမလို့လူတွေအကုန်လုံးကဝိုင်းလာကြည့်ကြမှာမလို့အပေါ်ရက်ခဲနေဖွင့်ထားဖို့အတွက်ဟိုစတန်ကိုပြောလိုက်ပါရီဒါပြင်စားတော့တန်းမှာလည်းထီစုဖောက်ပေးမဲ့အကြောင်းပြောလိုက်ပါရီ တပတ်မှလည်းအဲလီအပြင်ထွက်ဖို့အထူးဝတ်စုံကိုချုပ်နေကြပါတယ်။ဟူစတန်ကလည်းအချုပ်ခန်းသုံးမှချုပ်ထားတဲ့အဲလီကိုလာတွေ့ပြီးတော့ငူငူကြီးထိုင်နေပါတော့တယ်။အဲလီကလည်းဟူစတန်ကိုအနောက်ကိုလာခဲ့ဖို့ခေါ်ကာဆိုင်လူတွေကအကြီးတန်းတွေကသူတို့ကိုလိန်ထားတဲ့အကြောင်းနဲ့အပြင်ဘက်မှာစိမ့်ဆူလှပနေတဲ့အကြောင်းပြောပြလိုက်ပါတယ်။ဟိုစတန်ကတော့မှန်မှန်မြင်နေရတဲ့၆ကနေတဲ့မြင်ကွင်းကိုပြပြီးတော့ညင်းနေရကြမလို့အဲလီကလည်းအဲ့လိုမြင်ပြီးလူတွေကြောက်အောင်လို့ကွန်ပျူတာနဲ့လှုပ်ထားရင်ရတဲ့အကြောင်းပြောပြလိုက်ပါတယ်။နောက်တော့မှအပြင်ထွက်တဲ့လူတိုင်း မှန်းနေကြည်ကြည်လေးလေးမြင်ရအောင်ကင်မရာကိုတန်ရှင်းလုပ်သွားကြတာဟာသူတို့မြင်ရတဲ့အပြင်လောကကိုအထက်ကလူတွေရှင်းရှင်းလင်းလင်းမြင်စေချင်လို့လောက်ကြတာနေမှာဆိုပြီးတော့အယ်လီကထပ်ပြောလိုက်ပါတယ်။နောက်ဆုံးမှာတော့အယ်လီကသူသာအပြင်ရောက်ခဲ့လို့မြင်ခွင့်ရသူပြောသလိုမဟုတ်ဘဲခြောက်ကက်နေခဲ့ရင်တန်ရှင်းမလုပ်ဘဲနဲ့စိမ့်ဆိုနေခဲ့ရင်တော့တန်ရှင်းလုပ်မယ်လို့ပြောလိုက်ပါတယ်။ဒါ့အပြင်မှန်မှမြင်နေရတဲ့တောင်ကုန်းကိုကြော်ပြီးဘာရီဖြစ်နေလဲအဖြေရှာကပြန်လာခဲ့မယ်လို့ပြောလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဆယ်လီကိုဝတ်စုံဝေပေးထားပြီး ဟိုစတန်ကဥပဒေစာသားကိုရွတ်ပြနေပါ रे ဆိုင်လူတွေကိုဘာကြောင့်ရောက်နေရဆိုတာမသိတဲ့ပြင်ဘသူတွေစောက်ခဲ့တယ်ဆိုတာကိုလည်းမသိပါဘူးဘယ်တော့မှဆိုင်လူတွေကနေပြီးတော့ဘေးကင်းရဲ့အပြင်ကိုထွက်ရမလဲဆိုတာလည်းမသိပါဘူးတေးရာတစ်ခုကအဲ့ဒီအပြင်ထွက်နိုင်မယ့်နေ့ဟာဒီနေ့မဟုတ်ဘူးဆိုတာပဲဆိုရဲဥပဒေစာသားကိုရွတ်ပြလိုက်ပါ रे ပြီးတော့မှမျိုးတော်ဝင်ကဆိုင်လူတွေကအပြင်ရောက်ပြီဆိုတာနဲ့ဥပဒေနဲ့မသက်ဆိုင်တော့တာကြောင့်လူရီအပြင်ဘက်ကကြောက်စီယာမြင်ကွင်းကိုရှင်းရှင်းလင်းလင်းမြင်ရဖို့အတွက်ဖုံကပ်နေတဲ့ကင်မရာတန်ရှင်းကိုလှုပ်ချင်မှလှုပ်ပါလို့ပြောလိုက်ပါရီ အဲလီကလည်းဟိုစတန်ကိုချစ်တယ်ဆိုတဲ့နောက်ဆုံးစကားကိုပြောပြီးခေါင်းစုပ်ဝစ်ကကြားကန်တကားတွေကိုဝင်သွားပါတော့တယ်။ဟိုစတန်ကလည်းအပြင်ထွက်တဲ့တကားကိုရင်းနနာနဲ့ဖွင့်ပေးလိုက်ရပါတယ်။စားတော့တန်းတဲ့နေရာတော်တော်များများမှာတော့အဲလီအပြင်ထွက်သွားတာကိုပွဲတစ်ခုလိုအကုန်လုံးကစောင့်ကြည့်နေကြပါတယ်။အဲလီကလည်းအပြင်ရောက်တဲ့အခါမှာကင်မရာရှိကိုလာပြီးတော့မှန်အောင်တန်ရှင်းလုပ်လိုက်တဲ့အခါမှာအကုန်လုံးကလည်းဝမ်းသာသွားပြီးတော့ပျော်ရွှင်နေကြပါတယ်။ဟိုစတန်ကတော့အဲလီပြောခဲ့တာသတိမရပဲငေးကြည့်နေုံပဲတက်နိုင်ပါတော့တယ်။အဲလီကလည်းတန်ရှင်းလုပ်ပြီးတော့တောင်ငုံစီကိုလမ်းလျှောက်သွားရင်း ခြောက်သွင်းနေတဲ့အပင်ကြီးနားမှာလဲကျတေဆုံသွားပါတော့တယ်။နောက်တစ်ခန်းမှာတော့ဟိုစတန်ယုံထိုင်နေတော့မန်းစဝင်လာပြီးတော့ဂျော့ရှ်ဖိုင်ကိုပြကာအထက်120ပေါ်ကခုံချပြီးတော့ကိုကိုကိုတက်တည်သွားကြောင်းပြောလိုက်ပါရီ။နောက်တော့မန်းစကဂျော့ရှ်တေတာကိုလူသက်မှုလို့ဆွဆွဲနေတဲ့အင်ဂျင်နီယာတယောက်ရှိတဲ့အကြောင်းပြောလိုက်ပါရီ။ဒါကြောင့်ဟိုစတန်နဲ့မန်းတို့လည်းပဲဆက်မှုအလွာထိစင်းသွားခဲ့ကြပါရီ။အောက်လော်ရောက်တဲ့အခါမှာအောက်ဘက်အလွာဆောင်တဲ့ရဲဝေနံကဂျော့ရှ်ရဲ့အလောင်းကိုလိုက်ပြခဲ့ပါရီ။ ဟိုစတန်ကလေလူတက်မှုလို့ဆဆွေးတဲ့သူကဘယ်မှာလဲလို့မေးတဲ့အခါမှာရဲဝင်နှန်းကဆိုင်လိုတစ်ခုလုံးမီးလင်းပြီးလူရန်အသက်ရှင်နိုင်အောင်လှုပ်ပီးနေရတဲ့သူမလို့ဒီလိုမလာနိုင်မဲသူ့စီကိုသွားတွေးမှရမယ်လို့ပြောလိုက်ပါရီအဲဒါကြောင့်သူတို့လည်းပဲမီးဇက်ဌာနကိုရောက်တဲ့အခါမှာဂျေနရေတာထဲမှာဂွာတချောင်းနဲ့အလုံးရှုံနေတဲ့ဂျူလီယက်နီကိုနဲ့တွေ့လိုက်ရပါရီအဲ့လိုနဲ့နောက်တစ်ခမ်းမှာတော့ဇလန်းဆာကဟိုစတန်သူ့ကိုသူအချုပ်ခန်းနဲ့ဝင်တဲ့စီကိုပြန်ရောက်သွားပြီးမန်းစ်ကနီကိုဘာရီပြောလိုက်လို့အပြင်ကိုထွက်ဖို့အထိဖြစ်လာရတာလေဆိုပြီးတော့မေးလိုက်ပါရီ ဟိုဇန်ကလည်းလွန်ခဲ့တဲ့သုံးနှစ်ကသူ့ရဲ့မိမအယ်လီရဲ့စကားတွေကိုနားမထောင်ခဲ့မိလို့အခုနားထောင်ဖို့ကြိုးစားနေရလို့ပြန်ပြောလိုက်ပါရီမန်စကလည်းမှန်ကားနေမြင်နေရတဲ့အယ်လီလဲကြသေးဆုံးနေတဲ့နေရာကိုပြကာအယ်လီကအမှသေးနေပြီလို့ပြန်ပြောပြီးမှစကားကိုရက်လိုက်ပါရီဟိုဇန်ကလည်းအယ်လီမသေးသေးဘူးလို့ယုံကြည်နေရကြောင်းဘာမှမပြောတော့ဘဲလုံးစရာရှိရည်သွားစီစီမှုပြောလိုက်ရင်နဲ့အယ်လီကြောင့်ပြန်စင်းစားနေတော့မှပဲကျွန်တော်တို့တင်ဆက်ပေးနေတဲ့ဆိုင်းရိုစီစဉ်ဝါအပီဆိုဒ်1လေးကလည်းပြီးဆုံးသွားခဲ့ပါပြီခင်ဗျာ ရုပ်ရည်စကားကောင်းလေးတွေကိုအစဉ်ဆက်မပြတ် recap တင်ဆက်ပေးမှာမလို့ကျွန်တော်တို့ရဲ့ ZD for you channel လေးကိုလည်း like and subscribe လေးလုပ်ပေးထားကြပါခင်ဗျာအားပေးကြတဲ့ပရိသတ်များလေးပဲစိတ်ချမ်းသာခြင်းကိုယ့်ရဲ့ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ ZD for you wine တော်သားများကဆုတောင်းပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်